ကိုသိန်းဝင်းကျင်ဈေးတန်းမှာ official global တဲက recommend ပေးခြင်းနဲ့ဖုန်းတစ်လုံးအကြောင်းပြောအောင်အဲ့ဒါကတော့တခဏရဲ့ Canon 40ဒီတခဏ Canon 40ကဘာကြောင့်ဒီကောင်ကို recommend ပေးခြင်းနာလဲဘာကြောင့်ဒီဖုန်းကိုညွှန်းညင်တာလဲဆိုတဲ့အကြောင်းဒီဗီဒီယိုမှာပြောပါမယ်ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစလိုက်အောင် အဓိကကတခနုံရဲ့ဒီ common forty ကိုဘာကြောင့် recommend ပေးချင်တယ်လဲဆိုရင်ကိုသိန်းဝင်းကျင်မှာကျွန်တော်က Google ရဲ့ circuit to search လိုမျိုးပြီးတော့ object eraser လို AI feature တွေအများကြီးအများကြီးမှအများကြီးပဲဒီတခနုံ common forty မှာတုံးလို့ရတယ်။အဲကင်မရာကလည်း Sony ရဲ့ LYT 700C ကိုတုံးပေးထားတာဖြစ်တဲ့အတွက်သူ့ရဲ့ကင်မရာဘိုင်းကလည်းဒီသေးတဲ့ဝင်းကျင်မှာတော်တော်လေးကို ပုံသက်လေးကောင်းတဲ့ image possession လည်းမစိုးဘူးထွက်လာတဲ့ပုံတွေကလည်းဒါ color contrast တွေတော်တော်လေးကိုလှတယ်အထူးသဖြင့်လူတွေကိုရိုက်တဲ့အခါမှာပိုပြီးတော့တည်တာရယ်နောက်တစ်ချက်က portrait portrait တော်တော်ကိုမှလှတယ်ဒီဈေးနဲ့ဒီဖုန်းမှာအဲ့လို portrait ပုံထွက်လာတာမျိုး ဒါကျွန်တော်တို့တော်တော်စဉ်းစားရလဲတော်တော်တော်ကောင်းပါလားဆိုတာမျိုးတော့ကောင်းနေရောက်လာပြီးတော့နောက်တစ်ချက်ကဒီကောင်းရဲ့ AI error ပေါ့ဗျာ error ကဘာလို့ပြောင်းနေလဲဆိုလို့ရှိရင်ကိုကဒါ light transcribe လောက်တာမျိုးတွေပြီးရင် AI နဲ့ note တွေရေးတာမျိုးတွေပြီးရင်ဘာသာပြန်တာမျိုးတွေဒါတွေအကုန်လုံးကိုဒီတက္ကနိုကမွန်40မှာလုပ်လို့ရတယ်ပြောချင်တာက AI feature တွေအကုန်လုံး တော်တော်များများဒီမှာတုံးလို့ရတယ်အဲ AI feature တွေတုံးဖို့တကူတကကြီးတက်ပြီးတော့ဟိုးဈေးကြီးတဲ့ဖုန်းတွေတောင်းခွင့်ရမလို့တော့ဒါတော်တော်လေးကိုအဆင်ပြေဈေးနှုန်းကလည်းဘာမှသိပ်ပြီးတော့ပြောရမလို့ကိုသိန်းဝင်းကျင်ဆိုရဈေးကတော့ဘလို့ပဲတော်တော်တန်းတက်မှာပါတယ်နောက်ချက် display ဘိုင်း display ဘက်မှာဆိုလို့ရှိရင်လည်းဒီကောင်က6.7 inch ရဲ့ AMOLED panel ကိုသုံးပေးထားတာ 120Hz နဲ့ပဲ another three finger print မှာပါပြီးသား display ကလည်း color ဘိုင်းတွေတော်တော်လေးကိုအဆင်ပြေတခုသဘောကျတာက common 40ကဖလက် display ဖြစ်သွားတဲ့အတွက်မှန်ကန်တွေပါရှားမနေဘူးခေါင်းမဆားရအောင် ဘယ်ဖြစ်ဒီ display ကတော့ဒီတဲ့ဝင်ချင်မှာအလုံးဝအနှစ်ပဲ။ ပြဒီကောင်းရဲ့ performance ကလည်း media deck ရဲ့ Helio G100 ultimate ကိုတုံးပေးထားတာဆိုတော့ performance ဘိုင်းကလည်းအများကြီးသိပြောကြရမလို့ကိုက performance မတ်တဲ့သူမဟုတ်ဘူး performance hungry ရန်ဖြစ်တဲ့သူမဟုတ်ဘူး gain တွေ heavy ဆော့တဲ့သူမဟုတ်ဘူးဆိုလို့ရှိရင် daily driver အနေနဲ့ကတော့ဒီကောင်းရဲ့ performance ကကိုတုံးသမျှ software အားလုံးကိုကောင်းကောင်း handle လုပ်နိုင်တယ်အစင်လည်းတော်တော်လေးကိုပြည့်တယ် delay ဖြစ်တာတွေပူတာတွေဘာတွေလည်းသိပြီးမရှိဘူးပြီးတော့ဒီကောင်းရဲ့ battery life ကလည်း9200 mAh ကို45ပဲ fast charge ထည့်ပေးထားဖြစ်တဲ့အတွက်တရက်တာကတော့ကောင်းကောင်းအသုံးဝင်တယ်အဲကိုက heavy use ဖြစ်တယ်ဆိုလို့ရှိရင်တော့တရက်ကိုနှစ်ခါလောက်တော့အသုံးဝင် ရတယ်။ဒါကတော့ကျွန်တော်စမ်းကြည့်ရတာပဲပြ။ကိုက screen တိုင်းအញ្ញမ်းများတဲ့သူမျိုး gain ကြီးလဲဆော့တယ်။ social media လည်းအများကြီးတုံးနေဆိုရင်တော့တရက်ကိုနှစ်ခါလောက်ကတော့ဒါ gain တွေအသွင်ရတယ်။45 watt fast charging ကစပို့လုပ်ပေးထားတယ်။ဘယ်လိုဖြစ်အသွင်နာကတော့သူ့ဟာန်သူဒီစေတန်းဝင်ချိန်မှာမြန်တယ်လို့ပြောလို့ရတယ်မှာပါတယ်။ဒီတက္ကနိုရဲ့ common 40က ဘသူတွေအတွက်ဖြစ်မလဲဘသူတွေကပို့ပြီးရွေးချယ်တင်လဲဆိုလို့ရှင်ဒီဖုန်းက6သိန်းဆိုတဲ့ဈေးတန်းဝင်ချက်မှာ AI feature တွေကိုစမ်းသုံးကျင်တဲ့သူတွေဈေးအများကြီးဖုန်းကိုမသုံးဘဲနဲ့ဒီ6သိန်းလောက်မှာ budget save ပြီးတော့သုံးမယ်ဆိုတဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေတယ်ပြီးတော့ဟိုအကျန်းလဲခံရမယ်ဘေးကွာတိလဲကောင်းအောင်မယ်ကင်မရာလဲကောင်းအောင်မယ်ဆိုတဲ့သူမျိုးတွေ display ကိုလည်း AMOLED panel နဲ့မှလိုချင်တဲ့ဆိုတဲ့သူမျိုးတွေအတွက်ကတော့ Common 40ကဘလိုဝယ်မျက်စိမိပြီးဝင်အောင်မှ တန်တယ်လို့ပြောလို့ရရဲတခုရှိရဲတန်တယ်တော့အမြင်တော့တူချင်မှာမဟုတ်ဘူး official global ထဲမှာ common 40ကတော်တော်တန်တယ်လို့ပြောချင်တာဆိုတော့ကိုလူလူရောတခဏ common 40ကိုဘယ်လိုမြင်လဲအဆင်ပြေလားသုံးနေရသူရောရှိလားအောက်ကကွန်မန်မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါဘောအားလုံးကျေးဇူးမြတ်တင်ပါကျွန်တော် admin ကြော်ပြပါ Yangon Mobile Store